ပရိသတ်များမင်္ဂလာပါစပွန်ဆာ YouTube channel မှာနှွေးထွေးစွာကြိုဆိုလိုက်ပါရယ်စပွန်ဆာ YouTube channel ဆိုရင်ဖြင့်အားကစားသတင်းနဲ့ One Champion ချဲ့ရဲ့အကြောင်းအရာလေးတွေကိုရှားဖွေစုစည်းခါတင်ဆက်ပေးလျက်ရှိပါရယ်ကျွန်တော်ရေစပွန်ဆာ YouTube channel ကိုအားပေးရှင်ဆိုရင်တော့ Subscribe လုပ်ပြီးတော့ Notification လေးကိုတကြိမ်နှိပ်ပေးတော့ဖို့မိတ်ဆွေများကိုဖိတ်ခေါ်လိုက်ရပါရယ် ရနီယာကိုပြင်လဲရင်ဆိုင်ဖို့အတွက်အောင်လာမှာတော့ game plan တွေရှိနေပါပြီလို့ဆိုလာတဲ့အောင်လာရဲ့စကားလေးတွေပဲဖြစ်ပါတယ်ပရိသတ်ကြီးရဲ့ရနီယာကိုနာကျေးစေမယ့်စကားလုံးတွေသုံးပြီးတော့မကြေပွေးထိုးချင်ရကြောင်းဖွင့်ဟလာတဲ့မာလီကင်အကြောင်းတွေပဲဖြစ်ပါတယ်ပရိသတ်ကြီးရဲ့ဟုတ်ကဲ့ပါအားလုံးသိထားတဲ့အတိုင်းပဲပေါ့နော်ကချင်သားကြီးအောင်လာအဆန်းဟာမေဒီဝိတ်တန်းနဲ့လိုက်ဖက်ဟီဗီဝိတ်တန်တို့တွင်အရှင်ကာလအတန်ကြာကြီးကြိုးစားခဲ့တဲ့စွမ်းဆောင်ရည်မြင့်မားတဲ့ဖိုက်တာတအူးဖြစ်ခဲ့ဖူးပါတယ်တုတ်ပေမဲ့လေ ရေနီယာဒါရိုက်တာတယောက်ဝမ်ချန်ပီယံချက်ကိုရောက်ရှိလာစေမှာတော့သမိုင်းကျောင်းဟာပြုံးလေးသွားခဲ့ရပါတယ်ပြည်သက်ကြီးရေနီယာဒါရိုက်တာဟာအောင်လအဆန့်ကိုသူအားတန်တဲ့ကစားနည်းသစ်တစ်ခုဖြင့် BJJ ကစားနည်းကိုအသုံးပြုပြီးနှစ်ပွဲစတိုင်အနံယူပြခဲ့ပြီးအောင်လအဆန့်ရဲ့ချန်ပီယံခပတ်နှစ်ခုစလုံးကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်ပြည်သက်ကြီးဒါပေမဲ့လေမကြာသစ်ခင်မှာရှိမှာပဲဟေဗီဝိတ်တန်က အနာတိုလီမာလီခင်ကို အရင်ညှိခဲ့ပြီးလိုက်ဟေဗီဝိတ်တန်ခဘက်ကိုယူရနီယာဒါရိုက်တာက ဆုံးရှုံးရပြန်သေးပါတယ်။အွန်လိုင်းအဆန်ကတော့လိုက်ဟေဗီဝိတ်တန်ခဘက်လူပွေမှာအနာတိုလီမာလီခင်နဲ့ ရိုနီယာဒါရိုက်တာကိုအလေးထိုးအနိုင်ယူခေးတာအော့စရာကောင်းတာမဟုတ်ပါဘူးသူက striking ပိုကောင်းတယ်လေပေသူကပိုပြီး power ကောင်းတယ်လေကိုအသိကြီးသားပါပဲပြည်သက်ကြီးရေဒီဖြစ်တစ်ခုပဲရှိပါတယ်ဆိုပြီးတော့ interview တစ်ခုမှာပွန့်ပွန့်လင်းလင်းပဲထုတ်ဖွာအောင်လာကဖြစ်ကြားခဲ့တာပဲဖြစ်ပါတယ်ပြည်သက်ကြီးရေဆလဘီကရှင်သားကြီးသူအနေနဲ့ရိုနီယာပွဲဖြစ်ခဲ့ရင်ရောဆိုတဲ့မေးခွန်းပေါ်မှာလေရိုနီယာနဲ့ထိုးခွန်းရမယ်ဆိုရင် ဘယ်လိုမျိုးရင်ဆိုင်ထိုးရမလဲဆိုတော့ game plan တွေကျွန်တော်အကောင့်ထဲမှာအမြဲတမ်းရှိပါတယ်လို့အောင်လာကပြောပါတယ်ပရိသတ်ကြီးရေ Rainier ကတော့ starting လက်ကျင့်နေတာကြာပါပြီပရိသတ်ကြီးရေရှောက်လာတဲ့နဲ့ဘာလို့နိုင်မှာမို့လဲမာလီခင်သုံးခဲ့တဲ့ game plan ကိုသုံးပြီး Rainier ကိုအလေးထိုးပြမှာဆိုပြီးထက်ပြောခဲ့ပါတယ်ပရိသတ်ကြီးရေပရိသတ်ကြီးရောအောင်လာအဆန်းနဲ့ပြောပုံတွေနဲ့ပတ်သက်ပြီးဘလို့ထင်ကြပါသလဲဒီတကြီးမှာရောအောင်လာတယောက် ရနီယာဒရာဂျာကိုပြင်းလေအနံ့ယူပြီး၎င်းရဲ့အိမ်မအစ်စ်တွေကိုအသက်သွင်းနိုင်ပါမလားဆိုတာကိုစိတ်ဝင်စားစရာကောင်းတာပဲဖြစ်ပါတယ်ပြည်သက်ကြီးရေနောက်တစ်ခါတော့အထိနာစင်မဲ့စကားလုံးကိုသုံးပြီးတော့မကြေပွေးထိုးရှင်ထိုးရကြောင်းဖွင့်ဟလာတဲ့မာလီခိမေးဖြစ်ပါတယ်ပြည်သက်ကြီးရေရုရှားဖိုက်တာတအုပ်ဖြစ်တဲ့အနာတိုလီမာလီခင်ဟာမကြတဲ့ခင်မှာပဲရှုံးခွေ လုံးဝမရှိသေးတဲ့ ရေနီယာဒါရိုက်တာလိုဖိုက်တာမျိုးကိုအလေးထိုးပြီးအေဘီဝိတ်တန်တို့ရဲ့ချန်ပီယံကပတ်များကိုသိမ့်ပိုက်ထားခဲ့တဲ့ပူပူနွေးနွေးနှစ်ထက်ကွင်းချန်ပီယံတဦးလေးဖြစ်ပါတယ်ပရိသတ်ကြီးရဲ့အဲဒါကြောင့်ပဲဝမ်ချန်ပီယံချက်ဟာမာလီခင်ကိုအခွင့်အရေးပေးနေသည့်အနေဖြင့်ဟေဘီဝိတ်တန်ချန်ပီယံလူ့ပွဲအဖြစ်မေလ25ရက်နေ့တွင် ထိုးသက်ဖို့အစီအစဉ်ပေးထားတော်လေးပဲရခင်ပုံစံအတိုင်းပွေးပြက်ခဲ့ရပါတယ်တတိယဂျင်ပွေးပြက်ခင်းမှုဟာအတော်လေးမျက်နှာပြက်စရာကောင်းကြောင်းဝမ်ချန်ပီယံချက်အနေဖြင့် အာဂျန်ဘူလာလိုဘလိုကင်တွေထားရမလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ပြိသက်ကြီးရေအခုလောလောဆီမှာတော့ပွေးထိုးစရာမရှိတာကြောင့်အနားနေရသည့်အနန္တိုလီမာလီခင်ကရေနီယန်ဒါရိုက်တာရဲ့မေဒဝက်ခဘက်ကိုစတင်မျက်ဆောင်ထိုးလာပြီးဖြစ်ပါတယ်ဟုတ်ပါတယ်အနန္တိုလီမာလီခင်ဟာမကြာသေးခင်အရှိမပဲရေနီယန်နဲ့မေဒဝက်ခဘက်လူပွေးထိုးရှင်ကြောင်းကိုဖွင့်ဟပြောလာတာပဲဖြစ်ပါတယ်ပြိသက်ကြီးရေအဲဒါကြောင့်ရေနီယန်မင်းနဲ့ငါမေဒဝက်တန်းမှာထက်ထိုးကြမည်လေလို့ပြောခဲ့ပါတယ် မင်းခဘက်တွေအကုန်လုံးကငါ့ကိုငါ့ခဘက်ဖြစ်အောင်အရှိန်ခဏတာတွဲမှာပဲပြုတ်လို့ပြမယ်လို့အနာတိုလီမာလင်ခင်ကလေတိုက်တော့ပါသေးတယ်။ရနီယာကလည်းမာလင်ခင်ရဲ့သူ့ရဲ့နောက်ဆုံးထိုးခဲ့တဲ့နှစ်ပွဲကထအများကြီးကိုပိုကောင်းလာတာပါ။ပိုပြီးတော့ကျွန်တော်မှပြင်းစင်တဲ့အချိန်ငလာလောက်ပဲရက်ခဲတာလေးပါပါတယ်။မာလီခင်ကကျွန်တော်ထဆေးပုံလောက်ကိုဝိတ်ပိုများတယ် ဝိတ်လက်သီးတွေကကျွန်တော်ရဲ့ game plan ကိုဖျက်ခေးတာပါဆိုပြီးတော့ SCMB နဲ့ interview တခုမှာဖွင့်ဟပြောခဲ့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးရေ Brilliant Director နဲ့ Midweight Dan ခပတ်ကိုအလိုရှိနေတာ Anatoly Malikin တူတည်းမဟုတ်ပေကရှင်သားကြီးအောင်လာအဆန်းလေးပြစ်မဲ့ထားကြိုးစားနေတာပဲဖြစ်ပါတယ်ပရိသတ်ကြီးရေအဲဒါကြောင့်၃ပွင့်ဆိုင် Midweight Dan ခပတ်လုပွေးမှာဘသူကချန်ပီယံဖြစ်မှာမလဲဆိုတာကိုကျွန်တော်တို့ပရိသတ်အများကြီးမှာရေပန်းအစားဆုံးပြောဆိုမှုတခုတည်းဖြစ်နေတယ်ဆိုတာကိုစိတ်ဝင်စားစရာကောင်း ောင်းတဲ့ကျောင်းရလေးဖြစ်ပါတယ်လို့ကျွန်တော်ရဲ့မိတ်ဆွေများကိုမျှဝေတင်ဆက်ပေးလိုက်ရပါတယ်ပြီးတော့တီတီထိုင်ဟာမနေ့ညမှာထိုးသက်တော့တဲ့ All and Combat 2ပြင်ပွဲမှာပြင်ပဖိုက်တာ Ninko Quan Mission ကိုပထမရှိမှာပဲ Round and Pound နဲ့အနံရခဲ့ပါတယ်ပြည်သက်ကြီးတီတီထိုင်ကတော့ Easy Win ပါပဲတီရီထန်ဟာ1 championship မှာ3ပွဲနိုင်2ပွဲရလှည့်ရခဲ့ပြီး1 championship က ထွက်ပြီးထိုးထားတဲ့နှစ်ပွဲ့လုံးကိုအနိုင်ရထားပါတယ်ပြည်သက်ကြီးကိုဆိုလို့ရှိရင်တီရီထန်ဟာဖိုက်တာဘော့တစ်ချောင်းလုံး၅ပွဲ့နိုင်နှစ်ပွဲ့ဆိုတဲ့ရလက်ကိုပိုင်းဆိုင်ထားနိုင်သူတယောက်လေးဖြစ်ပါတယ်တီရီထန်ကိုကြည့်ရတာပွဲ့မြင့်မြတ်ထိုးပြီးအတွေ့အကြုံလေးတွေယူရှင်သိတဲ့ပုံပါပဲပြည်သက်ကြီးတီရီထန်ကပွဲ့တွင်းမှာစိတ်လောတာနဲ့နေပညာပိုင်းကိုသေချာပြင်ဆင်ရမယ်တီရီထန်တယောက်အောက်ရှေကနေတဆင်းချင်းတဆင့်တက်ပြီးအောက်ရှေခိုင်မှအမြင့်ကိုတက်လှမ်းရမယ် ပြင်ပဒူအီကိုဆက်တိုက်အနံယူပြပြီးဒီကြောင်းတဲ့ဝမ်ရှမ်ပီယံချက်ရဲ့အတိုင်းဝမ်ကြားတွေမှာပွေးချင်းခွင့်ရပ်စေလို့ကျွန်တော်တို့ဒီ post high media မှာမျက်ဝေတင်ဆက်ပေးလိုက်ရပါတယ်။အဲဒါကြောင့်ကျွန်တော်ရဲ့ sports high ကိုအားပေးရှင်ဆိုရင်တော့ subscribe လုပ်ပြီးတော့ notification လေးကိုနှိပ်ပေးတော့ဖို့မိတ်ဆွေများကိုဖိတ်ခေါ်အသိပေးလိုက်ရပါတယ်။အောင်တော်ရှိမိတ်ဆွေများကျမ်းမာရှမ်းသာကြပါစေ။